င်္ဂလာပါကျွန်တော်ရဲ့ Dota Tiger Channel နဲ့ဒီဖန်ပြန်နေပြီးကြိုဆိုပါရယ်ကျွန်တော်ရဲ့ Channel ကိုနေ့ရက်တိုင်း update ကြည့်ရှုပေးတဲ့သူတိုင်းကိုလည်းအထူးကျေးဇူးတင်တယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုတော့ကိုစီကိုပိုလီရဲ့ reaction မျိုးဖြစ်တယ်အဒီတကအကြည့်ရှုနားဆင်ကြရအောင်နော်မင်းနာယူပိုင်ရဲ့ကိုဘာတွေပြောထားလဲကြည့်ပါနော်ရက်ပြက်ဇက်ပြက်ကောင်းပေါ့နော်မင်္ဂလာပါဗျာအားလုံးကျေးဇူးပါပါသေးတယ်ထားပါပါသေးတယ်ဘိုင်ရကိုမျက်နှာမြင်ဘိုင်ကိုလည်းကျွန်တော်အားလုံးပြောင်းရွှေ့ပါသေးတယ်ကျွန်တော်ဘိုင်ကြီးဆုမကောင်းတောင်းပါတယ် မင်းစုတောင်းပေးတဲ့အလကားပဲကွာမင်းအတန်ကြားတဲ့မင်းရုပ်မြင်တဲ့အကုလို့ဖြစ်တာငါတယောက်တည်းတော့မထင်ဘူးเนาะအခြားလူတွေရှိမှာပါဘာလို့ဆိုတော့စပ်ပေါက်ကရတွေပြောပြီးအဲ့ကြောင်ကြောင်ရုပ်နဲ့ထွက်ထွက်လာလို့တိလာเนาะဒါဒီနေ့ကတော့စီးရင်ကြောင်ရလေးနည်းနည်းပြောလိုက်ဟွန်းဘာသာရေးမွတ်စလင်ဒီကိုဦးစားပေးပြီးပြောလိုက်ဟွန်းအဲ့လူပုဂ္ဂိုလ်နှစ်ယောက်ပေါ့เนาะတယောက်ကတော့ကိုဖင်လန်ကိုမမောင်ပေါ့เนาะဟွန်းနောက်တယောက်ကတော့ပြည်တွင်းအကောင်လေးတယောက်ပေါ့ဒီကောင်လေးကတော့ကောင်လေးနဲ့တူပြကြပါလား ဒီကောင်လေးဒီကမင်းက29ရက်6လ2025နဲ့တက်လာတဲ့ဖိုင်လေးကိုဒါမြန်မာနိုင်ငံထဲမှာရှိနေတဲ့ဂျီလူလူလူလည်းအားလုံးသိရှိစေခြင်းနဲ့အမျိုးပါသားတနာကိုစောင့်ရှောက်နေတဲ့ရှင်ရဟန်းနာလည်းသိရှိစေခြင်းနဲ့တိုင်းမီယောဘလို့ဖြစ်နေပြီလဲဘလို့တွေပြက်စီးကုန်ပြီလဲဘလို့တွေစီးရုပ်ကုန်ပြီလဲဟုတ်ဘလို့ကြောက်လဲအဲ့ကောမောင်နဲ့အဲ့ဒီဟိုတယောက်ကဘလို့ပညာမဟာကျော်ကြောက်လားဟုတ်လားဗုဒ္ဓဘာသာကိုဘလို့အချိုးကျကျစတင်ဖြည့်ဆည်းနေပြီလဲဆိုတာဒါသိရှိဖို့အတွက်ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အဓိကဒီအချိန်မှာဘာကြောင့်ဒီနေရာတွေဖြစ်လာတယ်လဲဆိုလို့ရှိရင် ်အရင်တော့သူတို့တွေကဒါတက်မတော်ဘက်ကရက်တည်ပြီးတော့မှထင်မော်ကြော်ကြားလာတဲ့သူတွေပဲဖြစ်တယ်အရင်တော့သူတို့တွေကတက်မတော်ဘက်ရက်တည်ပြီးထင်မော်ကြော်ကြားလာဆိုအခုကသူတို့ကတက်မတော်ဘက်ကမရက်ချီတော့ဘူးလားဟမ်ဟိုမင်းတို့ကစကားပြောရင်ဘာဖြစ်လို့ကိုပြောချင်တဲ့စကားကိုတင့်မိတရစီပါဇက်ကအရန်လွယ်ပါလားအဲ့ဒီကိုမောင်မောင်နဲ့အဲ့ဒီပညာမဟာကျော်လားအဲ့ညောက်ကဒီနေ့အထိတက်မတော်ဘက်ကရက်တည်နေတဲ့လူတွေပဲသူတို့တော်လိုင်းပဲဘူးပေါင်းတခုမှမရှိဘူးဟမ် မင်းတို့မကြိုက်တဲ့လူဆိုရင်မင်းတို့ပောက်ပန်း40ဆွဆွဲပုတ်ခတ်လိုက်လို့မင်းတို့အင်ပတန်လွယ်တယ်ဒါမင်းတို့အချင်းချင်းတောင်မှမင်းတို့ရဲ့စိတ်ကြကဘလောက်အောက်တန်းကြလဲအမင်ကြည့်ဒါမင်းတို့အချင်းချင်းတော့ငါတို့ဘက်အချမ်းမဟုတ်ဘူးနော်မင်းတို့အချင်းချင်းတောင်မှမင်းတို့ကလုံရင်တစ်မျိုးမလုံရင်တစ်မျိုးပောက်ပန်း40ဆွဆွဲပုတ်ခတ်လိုက်ဖို့ဝင်မလဲတဲ့မင်းတို့ရဲ့နှုတ်စည်းမဆောက်မှုပါအဲ့ဒါမျက်မြင်ကိုတွေ့ပဲနော်ဆက်ဆက်နားထောင်ကြည့်ပြောတာကိုကြည့် အခုကတမဘက်ကရက်တည်ပြီးတင်ပေါင်းကြောက်ကြလာသူတွေကမွတ်စလင်ဒီဘက်ဘာသာရေးဘက်ကိုအတင်းဖိလာတာကိုကျွန်တော်တို့ခုရက်တွေ့ရတယ်အဲ့တော့ကျွန်တော်သူပြောတဲ့အစကားနားထောင်နေကျွန်တော်လေးကြောင့်ပြရှင်လေးလုပ်ပေးပါမယ်။အဓိကတော့အသိပညာမျှဝေခြင်းပါနော်။ဒါလေးကျွန်တော်ဆက်ပြီးတော့ကြည့်ကြရအောင်။ကို့ဘာသာကို့လူမျိုးကိုကြီးပွားစေခြင်းနဲ့ထူးထက်စေခြင်းနဲ့ဆိုတော့ဘာသာဝင်တိုင်းရဲ့ဆန္ဒလူမျိုးတိုင်းရဲ့ဆန္ဒပါ။ဒါပေမဲ့တခြားလူမျိုးတခြားဘာသာဝင်တွေကိုကြာရှုံးစေခြင်းနဲ့ဆွေးနွေးစေခြင်းနဲ့ပျက်စီးစေခြင်းနဲ့ဆိုတော့အမှန်တမ်းမှရုံးညံ့နေစိတ်ထားပါ။ကို့ချန်စီကိုမှားလား။သူတို့ကဒီနေ့မမှားလေးဘူးနော်။ အနာနဲ့ဘောမှာပဲနော်သူ့နာမည်ပညာမဟာကျော်လားမသိဘူးသူ့အကောင့်နာမည်ကျွန်တော်လည်းမသိဘူးသူပြောတာမှားလားမှားလားမင်းတို့ဘောမှာနေတယ်မှာအဲ့ဒီသူပြောတဲ့စကားမှားပါတယ်လို့ပြောရဲလူရှိလားစံနှားထောင်ကြည့်ကာကောင်းပါတခြားပြည်ချမ်းစီကိုကက်စီချင်တာတော့မကောင်းတဲ့စိတ်တက်ဖြစ်သွားပါပြီကျွန်တော်တို့မှနိုင်ငံဟာတိုင်းနာတရားလုံးဆောင်မှုရှိပါတယ်အထက်မှာမှာချင်းလူမျိုးစုတွေကချင်းလူမျိုးစုတွေဟာခရီးဘာသာတွေအများစုကိုယ်ကိုယ်ကိုယ်ကျပါတယ်အေးလူမျိုးဆိုလို့ရှိရင်တော့ခရီးဘာသာဗုဒ္ဓဘာသာတွေအကျော်ဖြစ်ပါတယ်ဒီတော့ရင်ကျွန်တော်တို့တိုင်းနာတရားလုံးဆောင်မှုရဲ့မှာခရီးဘာသာဝင်တိုင်းနာတွေရှိနေဆိုတော့လည်းနားလည်ဝင်လို့ပါတယ်နောက်တစ်ခုက ကမန်တိုင်းသားဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာရှိကမန်တိုင်းသားဆိုလို့ရှိရင်အစ္စလမ်ဘာသာဝင်အများစုကိုပဲတိုင်းသားဖြစ်ပါတယ်ဒီကမန်တိုင်းသားတွေဟာ1980ဥပဒေရဖြစ်ဖြစ်ဒါမြန်မာနိုင်ငံသားတွေဖြစ်တိုင်းသားဖြစ်ပါတယ်1984တိုင်းကမြောက်ခေတ်ကလေးကနေပြီးတော့မြန်မာနိုင်ငံကိုဝင်ရောက်နေထိုင်ခဲ့တာဖြစ်ပြီးတော့ရခိုင်ဘရင်နိုင်ငံတော်ခေတ်ကလေးကနေပြီးတော့မှသူတို့ရခိုင်ဘရင်ရဲ့ဒေသတော်တွေအဖြစ်နဲ့ဝင်ရောက်ပြီးနေထိုင်ရင်းကနေပြီးတော့မှလူကြီးလူပလာတဲ့အခါမှာရန်ကုန်နဲ့မောင်ကျွန်းနယ်မှာရခိုင်ဘင်းကနေရာချထားပြီးခဲ့တာဖြစ်ပါတယ်။ကမန်ဆိုတာကတော့ပါရှန်ဘာသာစကားနဲ့လေးဒီတော်တွေဆိုတာအိပဲဖြစ်ပါတယ်။ပါရှန်လေးဒီတော်တွေကလည်းဆက်တက်လာတဲ့လူမျိုးဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံရဲ့တရားသုံးဆောင်မှုတို့တိုင်းသားချက်မှာအစ္စလာမ်ဘာသာဝင်လည်းရှိတယ်။နောက်ပြီးခရစ်ယာန်ဘာသာဝင်တွေလည်းရှိပါတယ်။ကျွန်တော်မြန်မာနိုင်ငံမှာတိုင်းသားခွင့်ရရှိတယ်လို့မျိုးနိုင်ငံသားခွင့်ရလည်းရှိပါတယ်။နိုင်ငံသားခွင့်ရကျွန်တော်မှာလွတ်လပ်စွာကိုယ်ပိုင်ယုံကြည်မှုတွေရှိရမယ်။လွတ်လပ်စွာစီးပွားရှာခွင့်ရောင်းဝယ်ခေါက်ခွင့်တွေရှိရပါမယ်။ဒီနိုင်ငံဟာပတ်ပုံတွေရပြီးတဲ့ဒူရန်ရဲ့နိုင်ငံမှာအဒါတော့ငါနိုင်ငံမင်းနိုင်ငံမဟုတ်ဘူးလို့ပြောလို့မရပါဘူး။ဘာကြောင့်လဲဆိုဒီပြောတာဒီချိန်ထိလုံးဝမမှားသေးဘူးနော်။သူပြောတာအမှန်ပြောနေတယ်နော်။ လို့ရှိရင်အောက်မြန်မာနိုင်ငံမှာမှတ်တမ်းတွေအရဆိုလို့ရှိရင်ရှေ့ဆုံးဘုရင်ရှေ့ဆုံးဘုရင်မှာကြီးလက်ထက်မှာရှိတဲ့မှတ်တမ်းရဆိုရင်ဒါနိုင်ငံခြားသားတွေဒါဝင်ရောက်ပြီးတော့ဒါမှတ်တမ်းယူခဲ့တဲ့ခေတ်တွေပေါ့နော်အဲ့လိုဆိုတော့မှဒီဒေတာကိုစီးပွားရေးကိုချုပ်ငိုက်ထားတာဟာအိန္ဒိယတိုင်းရင်းသားတွေကဒီအဘိုးမျိုးရဲ့စီးပွားရေးကိုချုပ်ငိုက်ထားတယ်ဆိုတော့အမှန်တမ်းတွေရှိပါတယ်နောက်တစ်ခုကဘီနောမီဒီယာရဲ့လက်ထက်မှာမွတ်စလင်အမြောက်တက်ဆိုတာမျိုးလည်းရှိပါတယ်နောက်တစ်ခုကမရပူရာခေတ်မင်းတို့မင်းခေတ်မှာဆိုလို့ရှိရင်လည်းပလီရီဆောက်လုပ်ခဲ့တာရှိပြီးတော့မရပူရာခေတ်မှာဆိုရင်စာဆိုတော့ဥနုဟာ ဒါအစ္စလာမ်ဘာသာဝင်ဖြစ်ပါတယ်နောက်ပြီးတော့မရာဘူရာခီရဲ့အကန် main ခင်မှာဆိုရင်မြို့တော်ဝန်ဘိုက်ဆက်နဲ့ယူစီမောင်ပိဟာလည်းအစ္စလာမ်ဘာသာဝင်တွေဖြစ်ပါတယ်အဲ့ဒီချိန်မှာကလေးကနေပြီးတော့မှအစ္စလာမ်ဘာသာဝင်တွေအများစုဟာဒီမြန်မာ main နေပြီးတော့နေမကောက်အောက်ညီမှာပြီးတော့ဖြန့်ကျဲနေခိုင်းတယ်ဆိုတာအဖြစ်ရအောင်ဖြစ်ပါတယ်တောက်ရှိရ90နဲ့ငေါလီယာအစ္စလာမ်ဘာသာဝင်ဒီမှာပကဲမြန်မာမဲအဆက်ဆက်မှာအမှုတော်ထမ်းခဲ့တဲ့တရောင်းနဲ့ရောက်ကဒီအောင်လေးတော်တော်ရှာလာတာပဲရှာပြီးတော့ပြောတာတာပဲဒါတွေကတော့ AI ပါလဲမူဇလင်အကြောင်းနဲ့ညောင်းပါပဲဒါတွေလည်း AI မှာရှာလို့ရတယ်ညောင်းက ဟုတ်ဗမာရှာရှာလေးရှာတာမရှာတာသူ့အကြောင်းလေကွာပိုင်ရဲကိုမင်းကမိမလုံးမိမရှာကြီးကွာအကောင်းပြောတာမင်းကမင်းတို့အချင်းချင်းဘက်တောင်မှမင်းကဗယံမတာပောက်ပန်းလေးစက်ပြောဖို့ဝင်မလေးတယ်မင်းအောက်တန်းစားတိလားမင်းပြောလိုက်မင်းမင်းရင်ကျေးတယ်လို့ပါလားမင်းကလိန်ကချစ်လူအောက်တန်းစားရှာတာမရှာတာသူ့အကြောင်းတွတ်သူသူ့အိမ်ရောက်ကပဲပလက်ပိုက်ကဖော်ပြီးတော့ဖက်ဖက်အဲ့တူကြောင်းအဲဒါမဲ့သူပြောတဲ့စကားမှားလားမှန်လားမင်းတို့တက်ကမှာမင်းဝေဖန်လားမှာဟမ်တွတ်သူအိမ်ရမဲ့ရှာကြအဲ့တူကြောင်းလေး ဘာလာပြောနေတာမင်းဟမ်မင်းဘာရလဲမြန်စွာဖရားတမိုင်းနဲ့ရှာလို့ရတယ်ဘယ်ဖရားတမိုင်းမှာဖြစ် AI မှာဒါရှာလို့ရတယ်မသိလို့ချင်းမန်ဒီမားဒီကတော့ဒါနည်းနည်းပါတွေ့ကောင်းလွယ်လိမ့်မယ်ရှာချင်းသိချင်တယ်ဆိုရင်ဒါရှာရိုက်ရှာလို့ရဒါမဲ့ဒီကောင်လေးပြောနေတဲ့ပုံစံရတော့ရှေ့အစကဲအဆက်ဆက်ကရှေ့စောပူပင်မှာပဲဖြစ်ဖြစ်ရှေ့ကဲအဆက်ဆက်ကတည်းကဒီမွတ်ဆလင်တွေကိုတိတန့်တူဆွဲထုတ်ပြနေတာတမိုင်းဝင်မြမတိုက်ထုတ်လာတဲ့သူရဲကောင်းကြီးသူလောကထုတ်ပြတာပြောတာမဟုတ်ဘူးနော်မစအဲ့ဒီပညာမဟာကျော်ကမြန်မာတမိုင်းကျောင်းတွေခဏခဏပြောရတူပါကွာပိုင်ရက်ကိုပဲမင်းကတော်တော် င်ဒီမွတ်စလင်နေရှေ့အစင်စားကမင်းမှုထမ်းခဲ့တယ်ဆိုတဲ့ဟာတွေပဲသူထုတ်ပြနေတာသူကမဟုတ်အဲ့ဒါသူပြောတာမဟုတ်ဘူးလားမြန်မာပြည်မှာမွတ်စလင်နေမြန်မာပြည်မှာမွတ်စလင်နေမင်းဘိုးဘေးဘီဘီလက်ထက်ထဲကမရှိခဲ့ဘူးလားဟမ်မွတ်စလင်နေမရှိခဲ့ဘူးလားမင်းဘိုးဘေးဘီဘီအဲ့ဒါသူပြောတဲ့စကားမှားလားမှန်လားပဲပြောစလင်ဘက်ကိုအတင်းဆွဲခေါ်ပြီးတော့ပြောနေတဲ့ပုံစံကိုကျွန်တော်တွေ့ရတယ်သူမွတ်စလင်လားပါလားတော့လည်းမသိဘူးကွာကျွန်တော်တွေ့ရတော့တွေ့ရတော့ဒီကောင်တွေတွေ့ရမလား အချင်းချင်းတော့အဲ့ဒါအဲ့ဒါဘောမအချင်းချင်းတော့မဒီကောင်ဒီဘလောက်ယုတ်မာတယ်အောင်မေးစမ်းကြည့်မစလင်ရဲ့လို့မုန်းတာမဟုတ်ဘူးမစရဲ့လင်ရဲ့လို့ပြောတာမဟုတ်ကျွန်တော်တို့ပြည်တွင်းထဲမှာရှိနေတယ်မြန်မာနိုင်ငံသားမွတ်စလင်လူမျိုးတွေရှိမယ်ဗျာအစ္စလာမ်ဘာသာဝင်တွေလည်းလက်ခံတယ်မြန်မာနိုင်ငံထဲမှာရှိနေတဲ့မွတ်စလင်တွေအားလုံးကကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေကျစ်ခင်လက်တွဲသွားနေလို့ရတယ်သို့တော့အခြားနိုင်ငံကနေပြီးတော့မှဝင်လာမဲ့ဘင်္ဂလီတွေမွတ်စလင်တွေကိုတော့ကျွန်တော်တို့လက်ခံလို့မရဘူးကျွန်တော်တို့တိုင်းပြည်ကိုဝါမျိုးသွားမှာကိုလက်ခံလို့မရဘူးမြန်မာပြည်ဖာတတ်တယ်ဖာတတ်တယ်တွေ့လား ဆောက်လေအဲ့တော့မင်းတို့ကိုယ်ဝယ်နေတဲ့ပဲအချမ်းသာပဲဟာယူမင်းတို့မှန်အောင်ပြောခွင့်ရှိလို့လားပြောခွင့်မရှိဘူးပြောရပြီးွားရည်လေအာဒါကိုပဲငပောက်ကအမဆောက်သီးဆောက်ကြမတိတူတူအာဥပဒေနဲ့ဥပဒေနဲ့တော့ပြည်ထမရှိတဲ့မွတ်စလင်တွေကိုဘလို့ချစ်ချစ်ခင်ခင်နေတာလို့ဥပဒေနဲ့အညီဆောက်တဲ့ပလီဘယ်ဥဘယ်ပလီကဥပဒေနဲ့မညီဆောက်လာရှိတယ်ဟမ်မင်းတို့တွေကန့်ကွက်ခဲ့တဲ့ပဒီလေးဥပဒေနဲ့မညီဘူးလားဘယ်ဘယ်ဥပဒေဆိုတာဘာကိုပြောတာဘယ်အရာနဲ့မညီတာလဲဟမ်မင်းကြီးအဲ့ငပောက်ကိုမင်းကြီး ဥပဒေဆိုတာဘာကိုပြောတာလဲဘယ်အရာနဲ့မညီတာလဲဘယ်အရာနဲ့ညီတာလဲမင်းအောင်နိုင်လောက်တဲ့ဟာကဥပဒေနဲ့အကုန်ညီတာဟမ်ဆောက်ရှက်မရှိတာဟဲ့လားရှင်းမှပို့ဆိုးတာနော်ထန်ထိုင်နေအကောင်းသားထထောင်းမှဆောက်ဒုံမှန်းတိတယ်ဆိုတာအဲငပောက်ကိုပြောတာအာသူ့ဗီဒီယိုဖိုင်ကြည့်ရပါလေအော်ငပောက်ငပောက်လို့သူစိတ်ထဲမှာ तू तू ဖြစ်နေတဲ့အဟာကိုသူများတွေကမတည်ဘူးလို့ထင်လားမတည်ဘူးဟမ်အာအခုလည်းမလာမယ့်တကောက်ဟမ်ခေါင်းဆောင်မင်းသားနော်အစ်စောက်ခွက်ကခေါင်းဆောင်မင်းသားလေကြည်ထား ဗီဒီယိုတော့တကားမဟုတ်ဘူးဗီဒီယိုမဟုတ်ရုပ်ရှင်လားမသိဘူးသူပြောတာအကား20ရိုက်ထားတာသိလားအာနဲ့မင်းသားတော့ဟာရှော့မသွက်နဲ့ဟာပြေးသွားမယ်ရှင်သွားမယ်မသိမရှိဘူးသွားမယ်မသိနဲ့နိုင်ငံခြားကမသိနဲ့ပေါင်းပြီးတော့မြန်မာနိုင်ငံကြီးကဝါဖြူဝါမယ်ဆိုပြီးကျွန်တော်လက်ခံတော့များအခုပြောပါမှာဒေါ်နယ်ထရန့်ကရိတ်မိသွားပြီဖြစ်တဲ့အတွက်ကုလသမဂ္ဂမှာအစည်းအဝေးမှာတန်းထားအမလီကိုနိုင်ငံကိုချော်ပြီးဟိုဥရောပရောက်သွားပြန်ပြီစောက်ကြီးစောက်ကျဲမြောက်လီး90နဲ့ဟမ်နေမဲ့လီမင်းအောင်လိုင်းအကြောင်းပြောလေတခုံးမပြောရဲဘူးမလားဟမ်မပြောရဲဘူးမလားမှန် မင်းတို့အခုမင်းတို့ကိုယ်တိုင်ဝင်းရနေတဲ့ရွေးကောက်ပွဲရွေးကောက်ပွဲငါတို့ဘက်က PDF တွေတွင်ကျုံးပါတော့တိမလားကျုံးကထိမှဒါပေမဲ့မင်းတို့လုံခြုံရေးပြေဝချပေးနိုင်တာဟမ်အဲ့လိုမင်းတို့မင်းတို့ကိုယ်တိုင်ကျင်းပါလို့လွတ်တော့ကိုစလဲတွေမချပေးနိုင်ဘူးလုံခြုံရေးဟုတ်တယ်နော်ကိုယ်လုံခြုံရေးကိုယူလို့ပြောရမလားဟိုမှာနေပြည်တော်မှာပလီဆောက်နေတာလုံခြုံရေးအထက်ထက်နေဟမ်မင်းတို့ဒါမပြောရတော့ဘူးလားဟမ်ဘယ်ပြောရမလဲမင်းတို့ကစစ်စစ်တပ်ကိုတကယ်ချစ်လို့ဘောမှတာမဟုတ်လား မင်းတို့ကိုကျိုးစည်းပွားအတွက်မင်းတို့အဘဘောလိုက်ဆုပ်တဲ့ဘောဆုပ်ကောင်များကြီးမင်းတို့ကဟမ်ပိုင်ရဲဝက်ကျွန်တော်ပြောတယ်ငစီရရိုင်းနေတယ်မင်းသူ့ရုပ်ကရင်ကြီးကျင်တာလိုချင်သေးတယ်အဲ့စောက်ခွက်ကနဲအဲ့ဒီစောက်ခွက်ကရင်ကြီးတာလိုချင်တယ်လေရင်ကြီးပြီးလိုက်ကြပါအမအပြားလိုက်အပြားလိုက်မျက်နှာကိုကပ်ပြီးလိုက်ခေါင်းဆောင်မင်းသားကြီးကိုဟိုရောပါနောက်တစ်ခါပွင့်နေပြီလို့ပြောတယ်ဟောယနေ့ဒီတိမ်မှာတက်ချင်းပဲမွတ်စလင်နေဒုက္ခတဲ့အယောင်ဆောင်နေဆယ်နှစ်အနည်းနဲ့ဆယ်အနည်း30နေတဲ့လူတွေစိတ်သက်ပြီးကိုယ်နိုင်ငံကိုကိုပြန်လွတ်တော်မယ် သူတို့နိုင်ငံရဲ့အေးတန်းတာယာမှုကိုလာရောက်ဖြတ်စီတယ်သူတို့နိုင်ငံရဲ့အေးတန်းတာယာမှုကိုလာရောက်ဖြတ်ပြဒီမိုဆလီတွေပဲပြည်နေရာယူတယ်လွှတ်တော်အမတ်တွေနေရာကြီးလုပ်တဲ့နေရာကောင်းတွေလည်းရတယ်သူတို့ရတဲ့လောက်ယူသွားတယ်အဲ့ဒီတော့အခုဟုတ်လားရွှေမောင်တို့ခနေတို့ကိုလွှတ်တော်တဲ့ခေါ်တွင်းလာဘလူလေမင်းတို့ကြက်ဖို့ကလေဟဲမင်းတို့မပြောရင်ဟိုအင်္ဂလန်သွားမပြောနဲ့မြန်မာပြည်မှာလွှတ်တော်တဲ့ကိုခေါ်တွင်းလာတဲ့အဲ့ဘင်္ဂါလီတွေဘလူခေါ်တွင်းလာတာလေဟမ်မင်းတို့ကြက်ဖို့ပါတီးရလေအဲအဲ့ဒါကျတော့ငြိမ်းနေတယ်အဲအန်ဒီဆိုရတဲ့ကလားနိုင်ငံပြောမယ်တဲ့မဲမဲ မဲဟမ်ဖြစ်ခဲ့လားဟမ်ဟာဒေါ်နယ်ထရန့်ကတကဘာလုံးကိုမိမောင်းထိုးပြလိုက်ပြီဖြစ်တယ်။နောက်အဲ့တော့ဒီကောင်လေးကဘလို့ဖြစ်တာသူအပဲမုဆလင်မဲလားအနောက်နိုင်ငံကကြည့်ကြည့်နော်ကြည့်နော်ဒါသူတို့အချင်းချင်းနော်သူတို့အချင်းချင်းတော့ဘလောက်ယုံမှန်းလဲစဉ်းစားကြည့်ဒီကောင်လေးစိတ်သက်ဘာဘလို့ချိတ်ဆက်ထားလဲတော့လေကျွန်တော်တော့မသိဘူးဒါနဲ့အရင်တော့အတော့ဒီကောင်လေးဒါမျိုးတွေတိတ်ပြောတာမရှိပါဘူးအခုရပိုင်းမှာခက်ဆက်ဆက်ပြောတာတော့ကျွန်တော်တွေ့လို့တတိထားမိတာဖြစ်ပြောလာမှာပေါ့မင်းတို့ဆောက်လို့ဆောက်ချိုးမှမပြေတဲ့ဟာကြီးကိုဟိုကပြောပြီပေါ့အမှန်တရားကို ဟုတ်တယ်မလားရှင်းရှင်းလေးပဲဟာယူသူပြောတာပယံကိုအမေရငါကြည့်ကြည့်နေဘလို့ဘလို့ကမင်းမမျိုးလည်းမသိဘူးဒီလိုကောင်မျိုးကိုမူလူလောကထဲမွေးထုတ်လာတာဒါတိုင်းကြီးရဲ့အရင်နဲ့လိုအပ်လို့ဒါကျွန်တော်သူရက်ရှင်လုပ်ပြီးထုတ်ကြပြီးပြောဆိုတာဖြစ်တယ်နော်ကျွန်တော်တို့ဆက်လက်နားထောင်ဒီမှာသူပြောသမှတ်တချောင်လို့ကျွန်တော်နားထောင်တာခေတ်အဆက်ဆက်ဘယင်းလေးလက်ထက်မှာမွတ်ဆလင်းနေအကြောင်းမဲ့လှုပ်ဆောင်သွားတာရှိတယ်ခေတ်ဆက်ဆက်မြမဘေးလေးမှာတန်းဆောင်သွားတဲ့မြမသူရဲ့ကောင်းကြီးတောင်သူပြောတာမဟုတ်မွတ်ဆလင်းကိုသူသိတယ်အဲဟဲ့လူဘလူတယ်အဲနာမည်ပြောပြတယ် အားကြည့်တော့ကြောက်လို့ကျွန်တော်ကြားကြရအခြားဘာသာလည်းသူမပြောဘူးဘယ်သူကတော့ခင်ရှာမှာဘယ်ဘာသာမှာမဟုတ်တာမှာတော့သူမူဆလင်ကိုတီးတဲ့ရည်ရွယ်ချက်ရှိရှိပြောနေတယ်လို့ကျွန်တော်အနေနဲ့သုံးတယ်ကျွန်တော်အဲပညာမဟာကျော်လာဟဲ့လူခမည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်လို့ရှိရင်ကျွန်တော်ပြောလိုက်မယ်ခမည်းတို့ဘောမဘောမဆိုပြီးတက်တက်လုံးအတူတူလာတဲ့ဘက်ကလူတွေရဲ့စိတ်ဓာတ်အရေးအချင်းလောက်ရက်တန်ဖိုးတွေမြင်အောင်ကြည့်အဲ့ဒါခမည်းတို့အချင်းချင်းပဲနော်မင်းတို့အချင်းချင်းကိုတော့မှဘလို့ရုပ်မှလည်းကြည့်အဲ့ဒါမင်းတို့ပေါ်တင်ပြတယ် ငါတို့တွေကတော်လန်ဘက်အချမ်းမှနေတာဘာဖြစ်လို့နေတာလဲဒီလိုအောက်တန်းသားမျိုးတွေကိုတို့လက်ခံလို့မရလို့နေတာမင်းတို့ပုံစံမျိုးဘောမအဟိုးရဲကကိုမမအောင်ကျွန်တော် live ချိန်ပြီးပြောလိုက်တယ်ကိုမမအောင်ခင်ဗျားတို့ပုံစံဘောမဆယ်ကားပြန်မှဝင်းရံပေးလိုက်မယ်လို့အဲ့လိုမြတ်မြတ်တတ်တအကောင်းဆိုးအကြောင်းကျိုးအမှားမှန်နဲ့လူတို့လူတို့အတ္တိတရားရှိပြီးတော့မင်းတို့ဘောမဝင်းရံပေးလိုက်မယ်ဒါပေမဲ့ကြည့်ပိုင်ရက်ကိုတို့ကြော်စိုးဦးတို့ဟမ်ရုပ်တွေကိုကြည့် လူရုပ်ပေါက်လိုက်ကောင်ရုပ်ပြီးပြောတဲ့စကားတွေဟမ်ကြည့်အမှန်ရုပ်ကကြီးငပားရိုက်ကနေတော့အဲ့ညီကမမတဲ့ဘယ်လိုထင်တယ်လဲဒါကျွန်တော်တော့ comment ရေးပြီးလို့ရတယ်ကျွန်တော်ချက်တော့ပြည်သူနဲ့လက်တိုက်ဝါတွေ့တယ်မဟမ်ပညာမဟာကျော်ပြည်သူနဲ့လက်တိုက်ဝါတွေ့တယ်မလားမဟမ်ဒီကောင်တွေတကယ်တော့သူဒီဘောမစစ်စစ်သူရလင်းဝင်ခရတဲ့ဘောမစစ်စစ်မဘာတာစစ်စစ်တယောက်ကမဘာတာတွေကိုဘာတွေမြဲပျော်ထားလဲဆိုတာအတူတူနားထောင်လိုက်ရအောင်ဗျโอเค များလို့ရွေးကောက်ပွဲတင်ပါတော့ရွေးကောက်ပွဲကိုမြင်အောင်ရဟုတ်လားအဲ့တော့ခင်ဗျားတို့အားလုံးလုံခြုံရေးပေးဖို့အတွက်ခင်ဗျားတို့ညွှန်ရတယ်ဟုတ်။အင်း။အဲ့ဒီတိုင်းမဲ့တော့ခင်ဗျားတို့ကတော့လုံခြုံရေးကိုညွှန်ရတာ။ခင်ဗျားတို့ပေးမဲ့လုံခြုံရေးကဘယ်မှာသွားပေးနေလဲဆိုကျွန်တော်တို့ကမေးရတာ။လုံခြုံရေးတွေအထက်ထက်နဲ့နေပြည်တော်မှာပရိသတ်ဖို့အတွက်အဲဦးမင်းအောင်လိုင်းကလုံခြုံရေးတော့ဖွင့်လှစ်ထားတာဗျ။အင်း။အဲ့နေပြည်တော် ဘောဂတိကာတိဝိနာမှာတဲ့နော်သစ္စိတ်ပင်ကြွားထိတ်မှာပလီဆောက်တယ်အဲ့ဒီပလီဆောက်မှာကဧကအဲငါးဧကောအဲ့ဒီညီကလည်းအဲ့ဒီကြွားသားတွေရဲ့စိုက်ပွေးညီတွေဖြစ်တယ်အဲ့ဒီပလီဆောက်မဲ့နေရာကိုလည်းဟုတ်ဆိုရှင်လုံကြုံရေးတွေအထက်ထက်နဲ့တိတိချာချာတောက်ခဲ့တယ်อืมဒါသူကသူပြောပြတဲ့နေရာနဲ့ဒေတာနဲ့သူပြောပြနေတာနော်မင်းအွန်လိုင်းကလုံကြုံရေးအထက်ထက်နဲ့ကိုသူ ဒါဥသောပထမသားညီတန်းပေါ့နော်ညီတန်းအနောက်မှာမင်းအောင်လိုင်းဘယ်လောက်ထိ ပြောမလဲမဖားသားတွေဘယ်လောက်ထိပြောမလဲဆိုတာဆက်ပြီးနားထောင်ကြည့်အောင်အဲ့တော့ခင်ဗျားတို့ကသာလုံကြွေးပေးနိုင်မှာပေးချင်တယ်ပေးနိုင်ချင်မှာပေးနိုင်လိမ့်မယ်ဒါပေမဲ့ခင်ဗျားတို့ရဲ့ဘဘကြီးပေါ့ကျွန်တော်တို့အားလုံးရဲ့ဘဘကြီးကတော့အလုံကြွေးကိုပလီဆောင်းမဲ့နေရာမှာသွားပေးထားပါပြီအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာကြောင့်မို့ပြောရလဲဆိုတော့ ကျွန်တော်အနေနဲ့ပေါ့နော်လူမျိုးပါတာမခွဲခြားပါဘူးမြန်မာနိုင်ငံမှာအားလုံးလွတ်လပ်စွာယုံကြည်ကိုယ်ပိုင်ခွင့်လွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာယုံကြည်ခွင့်လူခွင့်ရေး Bill of Rights ပေါ့ဗျာနော်တကယ်ဒီလူခွင့်ရေးအချက်30ကိုကျွန်တော်တတော်ကြီးချစ်ပါတယ်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံမှာအားလုံးတာဝန်ကြီးများတန်းတူအခွင့်အရေးအားလုံးရအောင်ဒါမှန်ပါတယ်နော်ဒါမဲ့တော့ Ume Online လောက်ပုံတွေကလောကုတ်လေးများချော်နေသလားလာပြီနော်ဒါကြောင့်လဲဆိုတော့ကျွန်တော်က အာကျွန်တော်ဒီကျွန်တော်ပြောတော့ပါဗျာနော်အာကျွန်တော်ဒီဘာသာမခွဲခြားပါဘူးအစ္စလာမ်ဘာသာဝင်လည်းကျွန်တော်မြန်မာပြည်သားတွေပါပဲဟုတ်တယ်ကျွန်တော်မြန်မာပြည်မှာပြည်သူတွေကိုးကွယ်တဲ့ဘာသာပါပဲခရစ်ယာန်ဗုဒ္ဓအကုန်လုံးပါဗျာနော်ကြာဘာသာရေးလုံးဝအယူမရှိဘူးပေါ့ဘာသာရေးလုံးဝဘာသာလုံးဝဘာသာနဲ့တွေကအစကျွန်တော်အနေနဲ့လေးစားသလိုရှိရကျွန်တော်ခင်ဗျားတို့အမျိုးသားရေးလို့မဘာသာလို့နော်မျိုးသားရေးပါဆိုပြီးတော့အော်နေတူတယ်ကျွန်တော်ပါပြောလဲဆိုတော့ကျွန်တော်ဆက်ဆွဲတယ်ကျွန်တော်ဟာပင်ဒါလီပါတဲ့ကျွန်တော်ဟာမွတ်စလင်ဘာသာဝင်ပါတဲ့ဟုတ်လား ခင်ဗျားတို့လည်းကျွန်တော်အများကြီးဆက်ဆွဲကြရတယ်နော်ဒါပေမဲ့အခုလက်ရှိခင်ဗျားတို့ဆက်ဆွဲတာကိုတကယ်တမ်းလုပ်နေတာကခင်ဗျားတို့ရဲ့ဘဘကြီးဦးမင်းအွန်လိုင်းကိုတိုင်ကိုကနော်နေပြီးတော့ပြင်မနာမှာကိုးကွယ်စရာပလီတွေရှိပါတယ်နော်อืมဒါပေမဲ့လောကွတ်ချော်ပြီးတော့နိုင်ငံတော်အစ်စ်ငားဧကပလီနှလုံးတော်စောက်ခင်ပြီမှာပလီတော်မှာယူတဲ့ပလီမဟုတ်နော်โซนีบลีเนี่ยชื่ออะไรบ่เนาะแล้วชื่อเฉินเนี่ยมาลูรุสันจินก็เนี่ยตัดเลย ။အော်ပြီးတော့တိရသူတိရမှာသူ့ကိုသူတိရမှာ။ तू ဟာဘာလဲဆိုတော့တိရပဲ။ तू ဟာမင်းအောင်လဲဘာလဲဆိုခွေးလေကွာ။မင်းမင်းအောင်လေခွေးလုံးမသားကြီးတကောသူသူလဲသူတိတယ်နော်သူလုံးချင်တာရှောက်လုံးနေတာနော်မင်းအောင်လေဘာလဲသူကသူဘာလဲဆိုတော့ तू မသိတာဟိုကပြည်သူရသိတယ်ခွေးလုံးမသားကြီးဒီကောင်ကတော့နော်ဟမ်ဦးမင်းအောင်လေကရင်းရှေ तू အာနာယူဖို့ကြံစီနေတာလားကျွန်တော် စိုးရိမ်တာတစ်ခုရှိတယ်အဲဒီအစ္စလမ်ဘာသာဝင်တွေရဲ့စန္ဒတော်မှာပါရဲ့လားလို့ကျွန်တော်စဉ်းစားမိတယ်ဘာကြောင့်အစ္စလမ်ဘာသာဝင်တွေစန္ဒမပါမင်းတို့တပည့်ငါပေးတာပါကွာနော်ယူဆမ်းပါယူဆမ်းပါဆိုတဲ့ပုံစံမျိုးမီးမွေးနေရလားဒါမှမဟုတ်လို့ရှိရင်လည်းလောကတွေတအားချော်နေရလားအခုကျွန်တော်ကပြောရင်ခင်ဗျားတို့ကျွန်တော်ဘင်္ဂါလီစဉ်းသတ်ပါတယ်ကျွန်တော်ဟာခင်ဗျားတို့ပြောသလိုကလာဘက်လိုက်တယ်လို့မွတ်စလင်ဘက်လိုက်တယ်လို့သလားကျွန်တော်တို့ကမဘုဇ္ဇစဆွဲနေရဗုဒ္ဓဘာသာเนาะကျွန်တော်တို့မျိုးရိုးစင်ဆက်ကိုးကွယ်လာတော့အခုချိန်ကြီးကဗုဒ္ဓဘာသာဆစ်စစ်ဖြစ်တဲ့ကျွန်တော်ဟို ခင်ဗျားတို့မျိုးသားရေးတမဒါမျိုးကြတော့ခင်ဗျားတို့ပါဇက်တွေပိတ်နေကြတယ်ကဲလာပြီနော်အဲ့မှာကျွန်တော်အမှမွတ်စလင်ပါဆိုပြီးတော့ဆွဆွဲဆဲဆိုနေရတဲ့တွေခင်ဗျားတို့ပါဇက်တွေအခုချိန်မှာပါလုံနေကြတယ်နော်ခင်ဗျားတို့ရဲ့ဘဘကြီးကိုယ်တိုင်ကဒါမျိုးပြောလို့ဆွဆွဲကြစည်းဆိုလို့ရှိရင်ခင်ဗျားတို့ဘဘကြီးကိုယ်တိုင်ကနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးပေါ့ဗျာနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုယ်တိုင်ကမွတ်စလင်ဖြစ်နေပြီနော်အခုချိန်ကဲအဲ့တော့မင်းတို့ပြောပြီနော်ဘာမောပြောခဲ့တယ်နော်တကယ်ပြောခဲ့တယ်ပြောလဲဒီကမှအမှန်တရားပြောတာနော်အဲ့မင်းတို့ ဒီအမျိုးဘာကြာတွေနော်အမျိုးဘာကြာတွေဒီကောင်ပြောတော့နာတတ်ပါနာတတ်ပါနော်ဒီမှာနိုင်ငံတော်ရဲ့ညီပြည်သူရဲ့ညီစိုက်ညူးညီနော်လောကီတွေအားချော်ပြီးတော့ငုံကြုံရေးအောင်မှထပ်ထပ်ပေးပြီးတော့ဗလီပေးဆောင်တာဗလီမကျွန်တော်တို့ကြည့်ရတာလေမွတ်စလင်တမျိုးရောက်တော့မှသူ့အနေနဲ့ခက်ခိုက်ရမှာမဟုတ်ဘူးတော့မွတ်စလင်နှစ်မျိုးဆူနီရောဆူနီဂိုင်းရှီယိုက်ဂိုင်းတစ်ခုစလုံးတက်ဆူနီဗလီရောနော်ရှီယာဘူးလားရှာရီယာပါဗျာအင်္ဂလိပ်ခေါ်ရှာရီယာပါနော်ဆူနီ အဲ့လိုလည်းခေါ်တော့နော်ဒါပေမဲ့ဒီမှာဒီမှာကျတော့ရှီယာရှီယာခေါ်ကြတာနော်အဲရှီယာတလီပါနော်အဲသူတို့လုပ်မဲ့စက်ခါတော့လုပ်ပြီးတအားချော်နေလောက်ကချော်မှုမှာကျွန်တော်ထက်ကြည့်တဲ့အခါမှာဘာလို့သွားပြင်ရစလဲတော့အခုအဲသူ့အနေနဲ့ပေါ့နော်အဲ့တော့ဒီကိစ္စဒေါ်ဆန်းစုကြည်လုပ်နေဒေါ်ဆန်းစုကြည်ကိုခင်ဗျားတို့ကပြမပြောမယ်အားသိမလားဒေါ်ဆန်းစုကြည်လုပ်ရင်ခင်ဗျားတို့ဒေါ်ဆန်းစုကြည်က OIC ရဲ့ထောက်ခံစာထောက် ပေးတာကန်းစားတယ်ယူထားတယ်တော်စုတရားမျိုးပြအောင်လုပ်နေတယ်ခင်ဗျားတို့ပြောမှာဟုတ်တယ်ဟုတ်ဒါအမှန်တရားပဲအမှန်တရားပဲဆိုတာကနော်ဒါမဟုတ်ကျွန်တော်ပြောတာအမှန်တရားပဲအမေစုတာဒီလိုလုပ်ရင်အာလာယူမဘာသာယူအမအုံကြွားပြီးတော့အာဘာဖြစ်လဲညာဖြစ်တယ်ဒါတိုင်းကြီးကိုကလဆက်သွင်းနေတာဆိုတော့လာမယ်စောက်တန်နေထွက်လာမယ်နော်အဲ့လိုစောက်တန်တွေထွက်လာပါအခုမင်းအွန်လိုင်းလောက်တော့စောက်တန်တွေကိုငြိမ်နေကြတယ် ဘာလို့မပြောရဲချတာလဲဗောနော်ဒီပေါက်ကရုံးလို့မှအစဟိုပါလေသူစိတ်တစားလို့လာပါလေဟိုအဲ့အဲ့ကောင်လေးလေကျွန်တော်မသိပါဘူးနော်အဲ့ကောင်လေးကအစလုံးဝစောက်တန်ရင်တိတ်နေဒါဟိုပါလေဒီသူပြောတာတကယ်ကျွန်တော်လက်ခံတယ်လက်ခံတယ်ကျွန်တော်အမှန်တရားကျွန်တော်လက်ခံတယ်အဲ့မင်းကပြမင်းမွေးနေတယ်ဆိုဖြစ်နေတယ်။ဒီကတည်းကလုံနေတာခင်ဗျားတို့ရဲ့ဘာဘာကြီးနော်။ခင်ဗျားတို့ကျွန်တော်ရဲ့ဘာဘာကြီးကိုယ်တိုင်ကအမှ သွားပြန်မှာအခုသွားတွေ့တယ်အခုရောက်နေတဲ့နိုင်ငံတော်မှာပဲကာဇက်စတန်ခေါ်တယ်ကာဇက်စတန်ဆိုတာမွတ်စလင်အနိုင်ဆုံးရှိသူ90ရာခိုင်နှုန်းလေးပါရှိပါလား90ရာခိုင်နှုန်းဆိုရင်တော့ဒါ majority ထောက်အများနေပါပြီနော်ကြည့်ရမ်းသူလုတဲ့ခါကျတော့ခင်ဗျားတို့ဘာပြောရဲလဲအဲ့တော့ခင်ဗျားတို့ကဘောမှလည်းမဟုတ်ဘူးอืมခင်ဗျားတို့ကအမျိုးသားရေးသမားလည်းမဟုတ်ဘူးခင်ဗျားတို့ကမဘာသာလည်းမဟုတ်ဘူးอืมခင်ဗျားတို့ဟာอืมလာတတ်ထင်ပေါ်ခြင်းလို့နော်ဒီ line ပေါ်မှာပြဿနာရှာခြင်းနေတဲ့ပြဿနာအုပ်စုလို့လည်းကျွန်တော် ယ်မဘာသာဆစ်ဆစ်ဆိုတော့လည်းကျွန်တော်နော်မဘာသာဆစ်ဆစ်လို့ခင်ဗျားတို့ကျွန်တော်သိမှတ်ပြုတော့တော်ခဲရင်သားပဲအဲ့တော့ပေါ့ဘူးမဘာသာဆစ်ဆစ်မဟုတ်ဘူးလိုင်းမောပြဿနာရှာခြင်းလည်းမဟုတ်ဘူးတို့တို့အတွက်နေရေးခံရေးစားရေးတောက်ရေးအတွက်လောက်တယ်နော်အဲ့အဲ့ကျတော့ဟိုကကိုမမမသိဘူးအဲ့ကျွန်တော်ကျတော့သိတယ်တည့်ရဆိုကျွန်တော်အတွင်းသတင်းတွေကျွန်တော်ကြားတယ်နော်နော်အဲ့ဒီမဘာသာအမိခံတွေကမင်းအောင်လိုက်ဘာလို့လို့ကောင်းတယ်မင်းအောင်လိုက်နဲ့ပြိုင်ဘက်ဆိုရင်တော့ ့အမေစုတော့ဆိုရင်တော့စောနာအဲသူပြောသလိုပေါ့နော်ကိုမောင်ပြောသလိုအာဒီဟာဒီဒီပလီစောင့်ခွင့်တာအမေစုအစိုးရကဖွင့်ပြုလိုက်မယ်ဆိုရင်တော့တေးကြတယ်တိုင်းပြပြတ်ပါနော်အခုမင်းအောင်လိုင်ကခွင့်ပြုုံနေမကဘူးအဆောင်လျှောက်တွေပါထားရဲဆိုတော့ဒီကောင်နေခွေးတကောင်ကြောင်တပင်းမှာဘာစောက်တယ်မှမထွက်ရဲဘူးသူတို့ကထင်မော်ခြင်းလို့မဟုတ်ဘူးကြော်ကြားခြင်းလို့မဟုတ်ဘူးသူတို့အနေစားချောင်ဖို့သူတို့ရဲ့ လုတ်အဲလုတ်ပိုင်ကွင်းရဖို့အတွက်အဲဒီကောင်းလေးမင်းအောင်လိုင်ကိုပြန်ပြီးတော့မအောင်ရဲတာမကြိုက်ရဲတော့ဗျော့အဲပြောမယ်ဆိုရင်တော့မင်းအောင်လိုင်ကအယိုးကျွေးထားတယ်သူကကျွေးတဲ့လက်ကိုတော့ဒီကောင်းလေးပြန်မကြိုက်ဘူးတော့အဲ့မဘာသာအမိခံနေအဲ့တခုတော့ရှိရဲ့ကျွေးတဲ့လက်ကိုပြန်မကြိုက်ရဲကြဘူးအဲ့ပေါက်ကရုံးလုံးကအဆပါနော်อืมအဲ့တော့ဘာကြောင့်လဲဆိုတော့ဒေါက်တာဆန်းစစ်လက်ထံမှာအများကျွန်တော်တို့ဒီမဘာသာတွေပြန်နော်ကျွန်တော်တို့ဒီ ဆန်းဆန်းတမန်နဲ့ဒေါ်စုကြည်ကိုကန့်ပေါ်တယ်ဟာဒေါ်စုကြည်ကအစ္စလာမ်ဘာသာနိုင်ငံဖြစ်အောင်လုပ်နေတာလူပြောရှင်တင်တာအဲ့ဒါဆက်နေဘယ်ရောက်ကုန်ပြီလဲကွာကျွန်တော်မေးချင်တယ်အဲ့ဒါဆက်နေအင်းစိတ်နဲ့တို့ဘာဘာလုပ်တဲ့ခါကျတော့ဒီနေ့တို့က OIC နိုင်ငံဖြစ်သွားတယ်နော်တို့က OIC အဖွဲ့ဝင်ဖြစ်သွားတယ်အင်းတို့ကမွတ်စလင်တွေဖြစ်ကုန်မှာဒီကောင်းရောက်ကောစုကြည်သာလုပ်မယ်ဆိုခင်ဗျားတို့စောကြောက်လိုက်နေဖြစ်ချင်းကြောက်လိုက်နေဖြစ်ချင်းနော်ခင်ဗျားတို့ကြောက်နေအဲ့ဒီစစ်ဖက်နဲ့အာရာရှင်ဝင်ကြောက်အင်းကျန်တဲ့ဘာဘာသားလည်းခင်ဗျားတို့စစ်တပ်ပေါက်ကန်တွေလည်းမဟုတ်ဘူး အမှုကိုတင်ထားပါခင်ဗျာစာပြီနော်ကျွန်တော်ဘာဘာရင်းမှုတဲ့အခါကျတော့ခင်ဗျားတို့ကျွန်တော်ဆက်ဆွဲလို့ကျွန်တော်ဆက်ဆွဲနေဆဲရပါပြောရစေဆဲဆဲအကောင်းဆုံးကအဲ့တော့ခင်ဗျားတို့ကိုယ်စင်ကိုနားလဲသွားပြီအပုပ်ကိုတင်ထားဖို့လိုတယ်ကဲအဲ့တော့နော်မင်းတို့ဒီမဘာသာမျိုးညစ်များမင်းတို့နဲ့တခိုင်းနဲ့မင်းတို့ရဲ့အဖွဲ့ဝင်ဒီဖင်လန်ကမောင်မောင်ကတော့ပြောသွားပြီမင်းတို့ကိုယ်အဆင့်ကိုကိုနားလေနော် အမင်းတို့ဒီမအော်ရဲမလော်ရဲမအော်ရဲမလော်ရဲဆိုတာကမင်းအောင်လိုက်လုတ်တဲ့အချိန်မှာဘာမှမပြောရဲမဆိုရဲပဲနဲ့အမီလေးကုတ်ပြီးငြိမ်နေရတဲ့ဘိုးအားတွေအဲပြောမယ်ဆိုကမင်းတို့ဒီဘောင်ဘောင်ပြောတော့တာခွေးခွေးတတာတော့ပြောလို့မရဘူးကနော်ခွေးထက်တော့နေကြောင်းပေါ့နော်ခွေးတော့ကွာကြောင်းပိတ်ကန့် ဟိုကြောင်ပိတ်ကိုက်တော့ကြောင်ပိတ်ရရင်ကိုက်သေးတာပြန်ကိုက်သေးတာမင်းတို့အခုကမင်းအောင်လည်းမင်းတို့ကြောင်ပိတ်ပြီးတော့ရိုက်နေမင်းတို့မှပြန်ကိုက်ရဲတဲ့တလုံးတပါတာမှလုံးဝပေါ်မလာတဲ့အတွက်ဒါဒီမောင်မောင်ဒီပောက်ကွဲပြီးဒါပြောသွားတဲ့ဗီဒီယိုဖိုင်ပြောဗျာโอเคဒီတစ်ခါတော့ကျွန်တော်တို့လာရွတ်မိရပိန်ချောက်၄လုံးမှ၄လုံးမှကဘာတွေပြောထားလဲဆိုတော့ကျွန်တော်နာမည်ပါပါလာတာပါတော့ဒီကောင်မှကျွန်တော် ဘယ်တည်းကချိတ်ကျွေနေလေတော့မသိဘူးဒီကောင်မှလည်းကျွန်တော်ငကူတည်းကကျွန်တော်ငကူတော့ကျွန်တော်မသိဘူးအဲအဲကျွန်တော်တကယ်ရင်ဇောင်းထဲရှာရင်ဖွေနေမှာဒီကောင်မကိုတွေ့လာပြီးတော့ဒီကောင်မပြောတဲ့ပြောပေါက်စူပေါက်တွေစောက်တော့မကြတဲ့အတွက်ကျွန်တော်အစီအစဉ်မှာပါလာရခြင်းဖြစ်ဒီပေါ့ဗျာโอเคဘီရဲ့ပိတ်ချောက်လေးလုံးမှာခင်ကြီးရဲ့တော့မရင်ငယ်လို့ပြောတာဗျာကျွန်တော်အဲ့ဒါတော့မပြောပါဘူးဒါ ဲဒီကောင်ကဘာတွေပြောမလဲဆိုတော့နားထောင်ကြည့်လိုက်အောင်โอเคဟိုကျမတို့နှစ်ဖက်အဖွဲ့အစည်းပေါ့ရှင်อืมကျွန်တော်နိုင်ငံဘက်ကရက်တည်းရဲ့သူတွေရှိရဲ NUG ဘက်ကရက်တည်းရဲ့သူတွေရှိရဲနှစ်ဖွဲ့ကွဲနေကြတာပေါ့လက်ရှိချိန်နေမှာဟုတ်ကဲ့ချမ်းမှာဆိုရင်ကျူးချန်နဲ့ထောင်ပြီးတော့မီဒီယာဆိုပြီးတော့လုပ်နေတဲ့သူတွေရှိရဲကျွန်တော်ဘက်မှာလည်းအလိုပဲမီဒီယာမှာရှိရဲအလိုတိုင်းဆာယူမငါတို့ကမီဒီယာမဟုတ်ဘူးငါတို့က YouTube channel နဲ့တမင်ထောင်ထားတာနော်တမင်ထောင်ထားဆိုတော့ဘာလို့ထောင်လဲဆိုတော့လေပြောပြီးသားနေနိုးဘက်ကစောက်တရဲပြောတဲ့ဟာတွေ เนาะအမားတွေကို ပြောပါများရင်အမှန်ဖြစ်သွားမှာဆိုလို့နေတို့ပြောတာတွေတုတ်ပြန်ဖို့အတွက်ဒါငါတို့ကယူယူထောင်ထားတာဖြစ်တယ်โอเคเนาะအင်းမီဒီယာမဟုတ်မီဒီယာမဟုတ်ငါတို့မီဒီယာမဟုတ်เนาะနေရနေကိုနေမီဒီယာသမားဆိုပြီးတော့စောက်တင်းထိုင်ပြောနေတဲ့កောင်မအင်းတန်းပြောတဲ့သူရှိတယ်ဒါနဲ့ကွာချချက်နှစ်ခုကပါလဲဆိုတော့ကျမတို့နေ့စဉ်ပြောတဲ့သတင်းတွေအကြောင်းအရာတွေအောက်က နားထောင်ပြီးတော့ပြန်လဲပြဝေးကြရတဲ့သဘောထားမှတ်ချက်ရေးကြတဲ့မိဘပြည်သူတွေမှာရရှိတဲ့အကျိုးတရားကြောင့်ကွာခြားသွားပါတယ်။ဟမ်ပြောစမ်းပါဘလို့ကွာခြားရလဲဆိုရင်ငစီတို့ပူလေးတို့ပေါ့နော်ပူလေးတွေအာစီနန်တော်တို့အာစီဒေးဗစ်တို့ရှိသေးရဲ့ line ပေါ့နော်ကျွန်တော်တို့ရုပ်တံတွေယူယူပြီးနေစဉ်နေတိုင်းထိုင်ပြီးတော့ကျွန်တော်တို့ဆဲတာအကြောင်းဖြစ်အကြောင်းရှာပြီးတော့ဆဲတာစောက်ကောင်မှာအကြောင်းမရှိအကြောင်းအကြောင်းမရှိအကြောင်းမရှာပါဘောအကြောင်းမရှိအကြောင်းရှာပြီးတော့မဆဲဘူးနေ့စဉ်နေတယ်လည်းမဆဲဘူးเนาะနင်းငါဟိုဟာ ဒီရုပ်တံမှာပါတာကြပြီငါငါ့အချန်နယ်မှာပါတာကြပြီအခုမှနေငါနေမှာပါလာလို့ငါတက်ဆဲတာเนาะအကြောင်းမရှိအကြောင်းရှာပြီးတော့မဆဲဘူးအကြောင်းရှိလို့ဆဲခြင်းဖြစ်တယ်เนาะဒီလိုဆဲတာတွေဟိုသွားနာထောင်နေမိဘပြည်သူတွေကလည်းသိသက်ရှိပါတယ်อืมသူတို့ပြောနေရဲ့အကြောင်းအရာတွေအောက်မှာ comment တွေသွားရှိရှိရဲ့ပေါ့เนาะမိဘပြည်သူများသွားဖတ်ကြည့်လိုက်ပါอืมအဲ့ဒီလူတွေဟာဆိုရင်ကျမတို့နေတိုင်းထိုင်ဆဲပါတယ် အဲ့ဒီအတွက်သူတို့တွေးတာကငါတို့ကဒီလိုဆဲလိုက်နိုင်တဲ့အတွက်ငါတို့သူတို့နိုင်သွားပြီငါတို့သူတို့ကိုအကျိုးအမြတ်ထုတ်လိုက်နိုင်ပြီလို့သူတို့တွေးတာစောက်ယူမနင်တို့နိုင်တယ်လို့မထင်ဘူးဟာဘာလဲအယူမရဲ့နင်တို့စောက်ရဲပြောနေတာတွေကို ထိုင်ဆဲနေရတော့အားရတာရှင်းလားမသိဘူးဆဲလိုက်ရတဲ့အားရတယ်ဆိုပြီးပြောကြတာပေါ့နော်သူတို့မစင်စားမိတာကနေ့စဉ်နေ့တိုင်းဒီလိုဆဲနေခြင်းအဖြစ်သူတို့တွေမှာဘလောက်ထိတောင်အောက်ဖို့သူကြီးသွားမလဲဆိုတော့သူတို့မစင်စားအောင်ရှင့်မဲ ြောရမယ်ဆိုတော့ငစီတို့အာစီဒေးဗစ်တို့အာစီနန်းတော်တို့ပိုးလေးတို့ပိုးလေးတို့ပေါ့နော်အဲ့ဒီလူတွေဟာဆိုရင်မစင်တွင်းလို့ပါပဲอืมအဲ့ဆိုနေလားအဲ့မစင်တွင်းနဲ့ဆင်းရလားနေကမစင်တွင်းမှပြောတဲ့လောက်အာဆောင်းယူပါငါနာမည်မတက်နဲ့နော်ငါနာမည်ဟုတ်တက်လာရင်ငါဒီချက်ဆယ်သားမကဆဲပါနော်ဖေလို့ပါနော် အေးငါပြောပြီးသားနော်အေးနော်ငါနာမည်ပါလာငါဒီချက်မကဆဲပါနော်အေး နေ့စဉ်နေ့တိုင်းလူတွေအကူတူတွေပေးတယ်အကျိုးမရှိတဲ့စကားတွေပြောတယ်ဟုတ်လားခရုတ်တော်ဝါစာတွေထိုင်ပြောတယ်မာရိုင်းတဲ့စကားတွေပြောတယ်အကြောင်းရှိအကြောင်းရှာဆဲတယ်อืมဟုတ်ပြီငါတို့ကအကျိုးမရှိတဲ့စကားပြောတာလားနင်တို့ကလိမ့်လေလှဲ့ပြားပြီးတော့တင်းတွေကိုပေါက်ပြရတယ်ပြောနေတာလားဟမ်ကိုဖေကိုတို့မှသူတို့ကဦးဆောင်မိထားရဲ့လို့ပြရတယ်။အင်းသူတို့တရင်သွားနာထောင်တဲ့သူသူတို့ပြောရဲ့အကြောင်းကသွားနာထောင်တဲ့သူကလည်းသူတို့တို့ဆိုပဲလိုက်လုပ်တယ်။အင်း အဲ့ကနေရရှိရအကုသိုလ်တွေဟာသူတို့ဘဝမှာနေစဉ်နေတိုင်းလက်တိုက်တာတွေဖြစ်လာမယ်၊ကျန်းမာရေးထုတ်တဲ့တာဖြစ်လာမယ်၊မိသားစုဘဝအဆင်မပြေတာဖြစ်လာမယ်။သူတို့ရောက်တဲ့နေရာတိုင်းမှာဆင်းရဲရဲကိုဆင်းရဲနဲ့လူမှုဘဝတွေစိုးဝါးစွာကြာဆင်းပြည့်စည်လာမယ်ဆိုတာကိုသူတို့မစဉ်းစားမိကြအောင်။မလေးအခုတော့ငါတို့ပျော်လိုက်တာပျော်လိုက်တာ။အဲ့ကျမကြီးလည်းတော်တော်ကြီးပဲနော်ကျမကြီးလည်းတော်တော်ကြီးပဲအဲ့စီပွားရေးကလည်းဘလောက်ကောင်းလဲဆိုတော့နင်တို့ထိုင်ဆဲတာနဲ့တွေရောယူကျကပတ်စံနေဝင်နေတာရှင်းလားဟမ် ကျွန်တော်ရဲ့ channel ကိုတည်တည်ဆိုရင် like ရယ် subscribe ပေးခဲ့ဖို့မပေးကြပါနဲ့ကြည့်ရှုပြီးတဲ့သူတိုင်းကိုလည်းအထူးကျေးဇူးတင်တယ်လို့လည်းထပ်မပြောကြရဲ like ပါတယ်